လိုအားလုံးပဲမင်္ဂလာပါစတီဗီဘူးကနေပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော်တို့လီဗာပူးနဲ့ပွဲမှာပုံမှန်အဖြစ်ဆက်စကိုပွဲထွက်လာမယ်လို့ကျွန်တော်တို့ထင်ခဲ့တယ်အကြောင်းကတော့ဆက်စကိုက၈ပွဲတွေမှာသူဂိုးတွေပုံမှန်သွင်းသွင်းနိုင်ခဲ့တယ်ဗောနော်နှစ်ပွဲကိုနှစ်ဂိုးသွင်းနိုင်ခဲ့တော့ဆက်စကိုပြီးတော့ကစားပုံကလည်းပဲဒီအမြင့်ဘောတွေကိုထိန်းနေပေးတယ်စသဖြင့်အစဉ်ပြေခဲ့တော့ကျွန်တော်ဆက်စကိုဘယ်ပွဲထွက်လာခဲ့မယ်လို့ထင်ခဲ့တယ်ဒါအပြင်ကိုအဲကျွန်တော်တို့ဒီဆက်စကိုကဗန်ဒိုက်ကိုကျွန်တော်ထင်ခဲ့တာတော့ဆက်စကိုကဗန်ဒိုက်ကိုသူကအာ ရှင်ဆိုင်တွေ့မယ်သူအေရီယာရှင်မယ်အေရီယာရှင်ပြီးအမ်ဘိုဘိုအခွင့်ရရမယ်ဘာကျွန်တော်မြန်မာအမ်ဘိုဘိုကဒီကကကတ်ကိုတော့ကောင်းကောင်းရှင်နိုင်တယ်ကောင်းကောင်းကြီးရှင်ဆိုင်တွေ့နိုင်တယ်ပြီးတော့နောက်ကတက်လာမယ်ဒီအဲအမက်ဒီယာလိုနဲ့ပါသူတို့သူတို့တပည့် threat နဲ့ဖြစ်ဖြစ်ကောင်းကောင်းရှင်ဆိုင်တယ်လို့ကျွန်တော်ထင်ခဲ့တာပါနော်ဒါပေမဲ့အဲ့လိုမဟုတ်ပဲနဲ့ဒီအမော်ရင်ကပွဲထွက်လူစည်းမှာဆက်စကိုခြံထားခဲ့ပြီးတော့ကိုညာကိုပြန်သုံးခဲ့တယ်အဲ့တော့တော်တော်များများလည်းပဲတော်တော်များများဆက်စကိုကိုမြင်ရင်တော့ဘာကြောင့်သုံးတာလဲဘယ်လိုဖြစ်တာလဲစသဖြင့်ပါနော် အလူတွေကမေမေမေကုန်းတွေထွက်လာခဲ့တယ်ဒီအတွက်လည်းတန်ရရရှိခဲ့ကြအဲပွဲတော့နိုင်သွားခဲ့တယ်ပွဲပြီးတော့ဒီ interview မှာမေတော့ဘာကြောင့် Sasco ထားခဲ့ရလဲဆိုတော့ဒီအမော်ရင်ပြောပြတာကဒီလိုမျိုးအဲတချို့ကစားသမားတွေကောင်းနေတာရှိပေမဲ့ပွဲအခြေအနေပေါ်မူတည်ပြီးတော့သူတချို့ကစားသမားတွေကိုအောက်ခဲ့ရတယ်ဒီလိုမျိုးခန့်စစ်ကစားသမားတွေနဲ့ဆိုဥပမာ Van Dijk လိုကစားသမားတွေနဲ့ဆိုရင်အဲ Sasco အလယ်မှာထားကစားတာကကိုညာကို ထားကစားတာထက်ပိုပြီးတော့ထိန်းသိမ်းရ defender တွေအတွက်ပို့ပြီးထင်းသိမ်းရလွယ်ကူနိုင်တယ်အဲ့ဒါကြောင့်သူကဟိုဟာကိုညာကိုထည့်လိုက်တာအဲဒီအတွက်ဟိုဟာပေါ့ manager တွေကတော့မှန်သွားရင်တော့ဒီ manager တွေကတော်တယ်ပေါ့နော်မှားသွားရင်တော့ဒီကောင်ဘိုင်းဘိုင်းလောက်တာလဲအဲတခုမှားနေပြီဆိုပြီးတော့ဝေဖန်တာကိုရှိတတ်တယ်ဆိုပြီးတော့သူကဝယ်ပြီးအနိုင်မှာဖြေသွားတယ်အဲ့တော့ပြန်ပြီးကြည့်မိတယ်ကျွန်တော်ကိုညာကိုသူဘာကြောင့်တုံးနေတာလဲကိုညာ effect ကဘယ်လောက်ရှိတယ်လဲဆိုပြီးတော့ဒီအနိုင်မှာကြည့်မှာကျွန်တော်ပြန်ကြည့်ရချိန်မှာအဲ့တော့ကိုညာဘာကြောင့်တုံးလဲကျွန်တော်ဒီပုံကိုကြည့်လိုက်ရအောင်နော် ဒီလိုကြည့်ရတော့ dialogue ကပတ်စင်လာတယ် dialogue ကပတ်စင်ကိုကြားထဲမှာ blue finalists ကခွပြီးတော့ကိုညာရှိသွားတယ်အမှကြည့်မယ်ဆိုရင်ကိုညာကိုတက်ကြရတာ bandai bandai ကိုပါနောက်ကဒီကိုနာတေးကိုကျွန်တော်တို့မြင်ရတယ်ဗောနော်အဲ့ဒါနဲ့သူခုလိုက်တယ်ခုပြီးနောက်ကိုပြန်တွဲတယ်နောက်ကိုပြန်တွဲတော့ blue finalists ကြီးရောက်တော့ဒီမှာအဲကိုနာတေးကတော့အစင်းစင်းစောင့်နေပြီးကြုံလာတဲ့ဘောလုံးကိုဒီ bandai ကတက်လှူလိုက်ရတယ်အဲ့နေပြီးတော့ အဲပြန်ပြီးတော့ကွန်ညာရှိဘောလုံးပြန်ရောက်တယ်ကွန်ညာရှိဘောလုံးပြန်ရောက်တဲ့အချိန်မှာပြီးတော့ဗန်ဒက်ကပိုဇီရှင်အောက်သွားဗန်ဒက်ကနောက်ကလိုက်နေတဲ့အချိန်မှာကူနာတေးရဲ့ပိုဇီရှင်အောက်သွားပြီးသူ့ရဲ့ right center ဘက်မှာမရှိတော့ဘူးအဲ့ဒီအဲ့ဒီအထဲကိုလည်းဒီဟိုးနောက်မှာမစ်ဆမဝင်ဖို့ကြိုးစားနေတယ်ဒီဘက်မှာအန်ဘူဘိုးကတော့ကကက်စ်နဲ့1 1တွေ့နေတယ်တကယ်လို့ the app ဘောလုံးဆိုတာကွန်ညာထိုးပေးလိုက်နိုင်မယ်ဆိုရင်အန်ဘူဘိုးအနေနဲ့1 v 1ကြော်ဖြတ်ရမှာဒါမှမဟုတ်လည်းနောက်ကတက်လာအာမက်ကိုတွဲလို့ရနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီဘောလုံးကပျက်သွားပြီးတော့အာမက်တရာလို့ရှိရောက်တယ် အမတ်ဒီကလိုဘလုံးကင်ထားတယ်ကင်ထားတဲ့ချိန်မှာကိုနာဒီနေနဲ့သူက position out သွားတဲ့အတွက်သူ့ရဲ့ RCB ကိုပြန်သွားတယ် RCB ပြန်သွားတဲ့ချိန်မှာဒီဘက်မှာ NCB နေရာမှာ band တိုက်ရှိတယ် band တိုက်ရှိတယ်ဂျားထဲမှာ speed လွတ်နေတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီလုံးကသူက Bruno Fernandes ကိုပြန်ပေးတယ် Bruno Fernandes ဘလုံးတဲ့ချိန်မှာကိုနာဒီကပြန်သွားနေပြန်မရောက်သေးဘူးအဲဒီ band တိုက်အနေနဲ့လည်းအလဲမှာပဲရှိသေးတယ်ဆိုတော့ဒီအလဲဒီမှာကျွန်တော်ပြထားတဲ့နေရာကြီးမှာ quality အကြီးဖြစ်နေတယ်ဒီဟာကိုကိုညာအနေနဲ့သွားဖို့အဆင်သင့်ဖြစ်နေပြီအဲ့လိုသွားဖို့ ဲ့ marking ကိုကတ်ဖို့လိုနေရတော့ carcass လို့ကျွန်တော်တို့ယူဆတယ်သူတို့ထဲမှာနားလည်မှုတွေလွယ်နေပုံရတယ်ဒီလိုမျိုးဟောင်းလာမဖြစ်သွားတာဒါကဒီကွန်ညာရဲ့ position လိုက်ရွှေ့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 ပြီးတော့နေရာယူပုံကောင်းတာဖြစ်တဲ့အတွက်ကြောင့်ဒီ van dyne နဲ့ကွန်နာဒီပါလာတယ်ပြီးတော့သူတို့ position အောက်သွားတယ်သူတို့ position ပြောင်းရတဲ့အချိန်မှာကွန်ညာ marking လွတ်သွားတယ်ဒီလိုနေရာမှုရသွားတယ်တကယ်လို့ passenger ပို့ပြီးကောင်းခဲ့သူတရက်ကန်လို့ရပြီမဲ့သူအလေဝဲဆွဲပြီးတော့ဘယ်နဲ့ကန်လိုက်တယ်လွဲသွားတယ်ဒါပေမဲ့ဒီလိုမျိုးပြန်ခွင့်ရခဲ့တယ်ပေါ့နော်ဒီလိုမျိုး ဒီနိဗ္ဗာန်တွေကဗျာဒီနောက်တန်းတွေကိုနေရာလွတ်တွေရှာဖွေရတာအဓိကနိနိဗ္ဗာန်တွေအသက်ပဲအဲ့တော့သူတို့ခုခုနေရာလွတ်ရှာဖွေခဲ့တယ်သူ explore လုပ်လုပ်နိုင်ခဲ့တာပေါ့နော်အဲ့တော့နောက်တစ်ခေါက်ကိုကြည့်မယ်ဆိုရင်လည်းဒါကွန်ညာဘလုံးရလာတယ်ကွန်ညာဘလုံးရတဲ့အချိန်မှာသူ့မနောက်မှာ marking ဒီ queen layer present light နေတယ်အဲ့ဒါကိုနောက်ကနေအဲ cover လုပ်တဲ့နေတယ်ကိုနာတေးရဲ့အစင်းစင်းရှိနေပြီကိုနာတေးနဲ့ဒီ van dyke ကြားထဲမှာ speed က speed တစ်ခုဖြစ်နေတယ် speed တစ်ခုဖြစ်နေပြီးတော့ဒီ ဒီ MBO ကြည့်မယ်ဆိုရင် MBO target ထားတာ Bandai လို့ကျွန်တော်တို့ယူဆတယ်ဒီ Kakak ဆိုတာတက်ကို Kakak နောက်မှာဒီ Amat ရှိတဲ့အတွက်ကြောင့် MBO target ထားတာ Bandai ပေါ့နော် Bandai ကိုဒုက္ခပေးဖို့သူ target ထားတယ်ဒီမှာအဲဘုညာနေပြီးတော့ကောင်းမွန်တဲ့ Swift Play ကန်လိုက်တယ်ဒီဘက်အဲ့နောက်ကျောမှာရှိတဲ့ Amat Dia လို့ရှိ ਉ အဲ့အချိန်မှာ MBO ကပြေးနေပြီဖြစ်တဲ့အတွက်ကြောင့် Bandai အနေနဲ့ MBO သတိထားနေရပဲကိုကိုနာဒီနဲ့ Bandai ရဲ့ဂျာရဲ့ Space ကိုလည်းကျွန်တော်တို့ဒါကိုသတိထားကြည့်လို့ရတယ် အဲ့ဒါကန်တင်လိုက်တယ်ကန်တင်လိုက်တော့အာမေရိကလိုရောက်တယ်အာမေရိကလိုရောက်တဲ့အချိန်မှာဒီတယောက်နဲ့တယောက်ကစပေးကြီးอ่ะဒီအဲ professional level မှာဆိုရင်ဒါကြီးကဖြစ်တဲ့စပေးတခုမဟုတ်ဘူးပေါ့နော်အာမေရိကလိုနေနဲ့ဒါကာကတ်ကိုကောင်းကောင်းကြော်ဖြတ်လိုက်နိုင်မယ်ဆိုရင်ဒါတေချာပေါ့ဂိုးသွားဂိုးကိုသွားလို့ရတယ်ပြီးတော့အဲအေးကြော်ကြော်ဖြတ်လို့ရတယ်ဗျာပြောရရင်တော့ speed တွေရပ်ဖြစ်သွားပြီခံစစ်ဖွဲ့စည်းပုံပျက်စီးသွားပြီပေါ့အဲ့လိုအခြေအနေမှာဒီအာမက်ဒီယာလိုနောက်ကိုပြန်ခင်းပေးတယ်ဘရူဖန်ဒက်စ်တွေနဲ့ဒီကိုကဂိုးကိုဂိုးစင်ပါတယ်သူကအဲဘာကြောင့် ဟိုအကျေတောင်းကိုမကံမင်းနဲ့အချင်းတောင်ပြန်ကန်သွားလဲဆိုတော့ကျွန်တော်နားမလဲဒီလိုအောင်ကိုကိုကမှာအဲဒီလိုလေးဖန်တီးလိုက်နိုင်တယ်ဒီလုံးဖလင်းနိုင်မှုကိုပထမဆုံးအနေနဲ့ကုညာ yep of the ball ကြောင့်ဒီကိုနာဒီနဲ့ဗန်ဒိုက်က position နည်းနည်းပြတ်သွားရလို့ခံစားရတယ်နောက်တစ်ခုမှာဆိုရင်ဒီမှာအန်ဘူဘောလုံးရနေတယ်သူ့ကိုလိုက်ကက်နေတာဗန်ဒိုက်အမှအဲ့မှာနေဗန်ဒိုက်ကပြောရင်ဒါ position အောက်နေရလို့ပြောချင်ပြောလို့ရတယ်ဗောတော့ဒါကတော့ transition ရလာဆိုတော့ तू တက်ကက်ရမှာပဲ तू အပြစ်တော့လည်းမဟုတ်ဘူးဒါ तू तू တော့ရမှာပဲအဲ့အချိန်မှာဒီမှာ ုညာအနေနဲ့ဒီ speed တဲ့ကို analog ပဲခေါ်ပါတော့အဲ့ speed တဲ့ဝင်ပြေးတယ်ကုနာဒီအနေနဲ့ light သွားရတယ်အဲ့ကုနာဒီလည်းပဲအဲ့လိုလိုက်ရတဲ့အတွက်ကြောင့်ဒီနောက်မှာ speed အကျယ်ကြီးကျန်ခဲ့တယ်ဒါက mason mount အတွက်ဒီနေရာမှာကိုကျွန်တော်မြင်ရတာကကျွန်တော်အရင်တော့သတိမထားမိခဲ့တဲ့ကုညာရဲ့ off the ball off the ball run တွေ intelligent run တွေလို့လည်းခေါ်တယ်အဲ့ဒီ run တွေကတော်တော်လေးကိုအဲစိတ်ဝင်စားဖို့ကောင်းပြီတော်တော်လေးဘယ်လိုပြောမလဲအလားလာကောင်းနေရှိတယ်ပေါ့နော်နောက်ပိုင်းသာသူတို့ဂျင်းမှာပို့ပြီးတော့ ရင်းနှီးမှုတွေရှိသွားမယ်ကြောက်ကြောက်ပိုကြောက်ပိုပြီးနားလဲသွားမယ်ဆိုဒီလိုရန်နေပိုပြီးမြင်ရမယ်ဆိုရင် တော်တော်ကြီးအဆင်သပြေသွားနိုင်တယ်လို့ကျွန်တော်တို့ positive အရာမြင်ပါတယ်အမှအအဘူဘူထိုးပစ်လိုက်တယ်ထိုးပစ်လိုက်တော့ကိုညာအနေနဲ့ပြေးပြီးတော့ cross ball တင်တယ်ဒါ goal မှာတော့ပုတ်ထုတ်သွားပြီးတော့အဲမစ်စင်မောင်းနောက်ပေါက်လေးနဲ့ကံပေးမှမကိုးသွားခဲ့ဘူးပေါ့နော်ဒါကဒါကိုညာရဲ့ဒီ off the ball run နောက်တစ်ခါလဲပဲဒီမှာအကိုညာကြောင့်ဗန်ဒိုက်ကရှေ့ကိုတက်ပြီး press နေရတယ်အဲ့ချိန်မှာ blue corner ဘောလုံးရတယ် ဒီလိုတက်ပြီး press နေတဲ့အချိန်မှာအဲကုညာကနောက်ကိုကြော်ပြီးပြေးထွက်ဖို့ကြိုးစားတယ်ဒီချိန်မှာကုနာဒေးအနေနဲ့ market မိနေတာက MBB ကိုနေရ MBB market မိနေအမှကျွန်တော်ထည့်မပြောပေမဲ့ MBB ရဲ့နေရာယူပုံတွေလည်းဒီမှာမြင်ကြည့်မြင်သားမှာဖြစ်တယ် MBB ကြောင့်ကုနာဒေးကအလိုရှုပ်နေတဲ့အချိန်မှာကုညာအနေနဲ့ဒီနောက်က space ယူသူမြင်တယ်မြင်တော့ပြေးတယ်ဒါပေမဲ့ကာကက်နဲ့ညှိသွားပြီကာကက်နဲ့ညှိသွားတယ်ဆိုပေမဲ့ shape area တွေကိုဘောလုံးကဖြတ်ထွက်သွားတယ်ကုနာဒေးအနေနဲ့ ီမှာနောက်ကသူအဲ့ဇုံကိုကာကွယ်လို့သူမဖြစ်နိုင်တော့သူရှစ်ပြေးတက်လာတဲ့အတွက်ကြောင့်နောက်မှာအဘူဘူအနေနဲ့အလွတ်ကြီးတကယ်လို့ဒါပဲကောင်းမွန်တဲ့ပေးပုံမှုဒါလုံနိုင်ခဲ့မယ်ဆိုဒီလောကိုးသွားနိုင်တဲ့အလုံးပေါ့နော်ဒီမှာဗန်ဒိုက်အနေနဲ့မတူထောက်ကြီးနဲ့ကြံခဲ့ပြီသူသူရှီကိုတက်ထောင်နဲ့ကြံခဲ့ဒါရဲကွန်ညာရဲ့အော့တဘောအလုတ်လုတ်ဆောင်မှုတွေပေါ့နော်အဲဒီလောကမလဲမကိုးသွားကိုးသမားရဲ့တွေ့သွားတယ်အဲ့တော့ပြန်ပြီးတော့ပြန်ပြီးချုပ်ကြည့်ရမယ်ဆိုရင်တော့ဆက်စကိုပါလာရင်ဆက်စကိုကအဲဗန်ဒိုက်နဲ့အေရီယာချင်းဆိုင်ရမယ်အဲ့လိုအေရီယာချင်းဆိုင်မယ်ဆိုရင်ကျွန်တော်ပြန်တွေးကြည့်မယ်ဆိုရင် Van Dijk ကပရီးမီယာလိမှာ area ju ရဲ့အကောင်းဆုံး winning rate အကောင်းဆုံး player အဲ့လို player နဲ့သူက risk ယူပြီးတော့မရှင်တော့ဘဲနဲ့ဒီတိုင်းပဲအကွန်ညာကိုဒီဒီ center back နှစ်ယောက်အလုပ်လျှော့အောင်နောက်ကိုဆွဲခေါ်ပြီးမဲ့ဆိုတဲ့ပုံစံမျိုးနဲ့ off the ball နဲ့ကွန်ညာရဲ့ဒီ intelligent run တွေသူသူခေါင်းသုံးပြီးတော့ပြေးတဲ့ထွက်တာလေးနဲ့အာဒီ speed ရှာလိုက်တယ်ပေါ့နော်တခါလေးကျတော့သူဘောလုံးကင်ထားဘောလုံးကင်ထားပြီးတော့ဘယ်ဘက်မှာဘောလုံးကင်ပြီးညာဘက်မှာ speed ရအောင်ဖြန်လိုက်တာမျိုးလေးဒီလိုမျိုးလေးတွေ ဒီပထမပိုင်းမှာမြင်ရတယ်ဒါကသူသူလုံး stick ကနေကစားတဲ့အချိန်မှာဒီ left အဲ left speed မှာကစားတဲ့အချိန်မှာကျတော့သူနဲ့ဒိုဂူနဲ့ကောင်းမွန်တဲ့အတွက်ဖက်တချို့မြင်ရတယ်ပြီးတော့ sasco ကဝင်လာတဲ့အချိန်မှာသူတို့၃ယောက် trio အနေနဲ့ကစားပြီးတော့ four back က ambubo နဲ့ဘိုးအခွင့်ရရအောင်သူတို့ဖန်တီးတာမျိုးမြင်ရတယ်ဒါပေမဲ့အခွင့်ရတော့မရခဲ့ဘူးပေါ့နော်ဒါဒီလိုလုပ်နေရဆိုတော့ပေါ်လွင်တယ်ဆိုတော့ပုံမှန်အဖြစ်တော့ပွဲပွဲပြီးတဲ့အချိန်မှာကိုညာဘာဖြစ်နေရလဲကိုညာအနေနဲ့ flop ပြီလားစသဖြင့်မေးခွန်းတွေရှိတယ်ကျွန်တော်ဒါကိုပြန်ကြည့်လိုက် အဲ့ဒါကဘလို့လဲဟိုစိတ်ကျဉ်တတ်မှုရှိရလားဒါမှမဟုတ်လဲကျွန်တော် Telegram မှာဆိုရင်ကိုညာ individual တွေ highlight ကျွန်တော်ပြန်တင်ထားတယ်အဲ့ဒါကိုကြည့်ရင်တော့ကိုညာဒီလိုလိုလိုကစားနေတာကိုညာဒီနောက်တန်းတွေကိုဘလို့ခွဲခွဲထုတ်နေတာကိုညာဘလို့ off the ball တွေကစားနေတာဆိုတော့ကျွန်တော်တို့မြင်ရတယ်မှာ intelligent run တွေကိုတော့ကျွန်တော်တော်တော်ကြီးသဘောကျ intelligent run နှစ်ချိန်မြင်လိုက်ရတယ်အဲ့နှစ်ချိန်တော်တော်အဲဒါပထမပိုင်းမှာเนาะဒုတိယပိုင်းမှာဆိုရင်ရှိသေးတယ်ဂိုးသွားတဲ့အလုံးကသူ့ရဲ့ running နဲ့ ဆက်ကိုခင်းပေးတာနေပြီးတော့တောင်းကန်ပေါ်ရသွားတာပေါ့နော်။ဆက်ဆိုရင်ကိုညာအလုပ်လုပ်ပုံကိုကျွန်တော်မြင်ရတယ်ဆက်ဒီကိုကျွန်တော်ကိုညာရဲ့ဆက်ကိုရဲ့အန်ဘိုရဲ့မစ်ဆင်မောင်းရဲ့ဒီ၄ယောက်ကဒီ၄ယောက်အတွဲကဘသူ့ကိုတုံးတုံး effective ဖြစ်နေမယ်ဆိုခဲ့ရင်ကျွန်တော်တို့ဒါဟာနောက်ဟွာအတွက်ကျွန်တော်တို့အတင်းအတွက်ကိုဘသူ့ကိုတုံးတုံးအဆင်ပြေသွားမယ်ပြီးခဲ့တဲ့ရာသီကလည်းကျွန်တော် white line ကိုထည့်မယ်ဆက်ကိုထည့်မယ်ဘာမှမထူးခြားသွားတာမျိုးမဟုတ်ဘဲနဲ့ဆက်ကိုထည့်တဲ့အချိန်မှာကစားပုံတစ်မျိုးကိုညာကိုထည့်တဲ့အချိန်မှာကစားပုံတစ်မျိုးမြင်ရရင်ဒါ လာလာကောင်းများရှိရပေါ့နော်နောက်ကအမက်ဒီယာလိုကလည်းအလုပ်ဖြစ်လာဆိုတော့ okay ဒါကတော့ကိုညာဘယ်လိုကစားခဲ့ရလဲကိုညာကစားပုံအဆင်ပြေရတာဆိုတော့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုတွေသဘောကျနေသက်တူဆို like subscribe လုပ်ပြီးတောင်းဆိုပါကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်